ကဲအခုဒီ NUG ရဲ့ပုံစံကိုတော်တော်များနိုင်ငံကြီးတုံးတက်တူရဝေဖန်နေနေရမှာ NUG ကဘဟုချုပ်ကံမှုများပြီးတော့မှကြားခံပြီးနေအစိုးရဟာမျိုးမရှိတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့ចောင်းသားတက်တော်တို့ဆိုလည်းမကွေတိုင်းအခြေပြုပုံစံမျိုးအဓိက လှုပ်ရှားနေတဲ့အခါဖြစ်တယ်။မကွေးတိုင်းဒေသမှာတခြား Federal Union အလိုက်တိုင်းဒေသဒေသမှာကောင်စီတွေထွက်လာပြီးတော့အစိုးရတွေထွက်လာတဲ့ပုံစံဟာမျိုးထွက်လာခြင်းအားဖြင့်ဒေါ်လာကြီးကိုပိုအားကောင်းစေတယ်လို့ယူဆချက်ရှိလာ။တစ်ဖက်မှာ Federal Union အလိုက်စုဖွဲ့မှုကအင်အားကိုပိုကောင်းစေနိုင်တယ်လို့တစ်ဖက်မှာကလည်းချင်းဟာမျိုးဆိုရင်အကွေးပြေကြုံနေကြတဲ့စကိုင်းဆိုရင်သဘောထားကိုလွေမှုတွေများစွာကြုံနေရင်းစင်နေကြတယ်မကွေးတိုင်းဆိုရင်လည်းဒါနည်းနည်းအတန်ထွက်မှုရ စင်ကောမှုတွေကြုံနေကြတယ်ဆိုတော့ဖက်ဒရယ်ယူနီယံလည်းအစိုးရစုဖွဲ့မှုဖြစ်စေနိုင်ငံရေးစုဖွဲ့မှုတွေလှုပ်တဲ့နေရာမှာဘာတွေရှောင်ဖို့လို့ပြီးတော့မှဘလို့ချိတ်တက်အကောင်းဆုံးဖြစ်မယ်လို့ယူဆပါတယ်ခုကျွန်တော်တွေ့ရတော့စကိုင်းမော်လေးနော်စကိုင်းမှာစပြီးတော့ကွန်စတီကျင်းလဲထွက်လာပြီကွန်စတီကျင်းလဲထွက်လာပြီချီပီတာဖက်ဒရယ်ယူနစ်တွေအနေနဲ့ဒါဖွဲ့နိုင်မှုစူးစမ်းနေလို့မြင်နေပေါ့အခု ခုလက်ရှိလည်းပဲဝေးမှလည်းပဲအခုဒါနဲ့ပတ်သက်ပြီးတော့ဟိုဆွေးနွေးကြဖို့ရှိလိမ့်မယ်။သခိုင်းကအခုသွားခဲ့တဲ့ format ပေါ့လေနော်။အဲဆိုတော့ဒီ Federal Unit နဲ့ပတ်သက်လို့အုပ်ချုပ်ရေးပိုင်းကိုလည်းဝင်နိုင်မှုတည်တည်ကြကြအစိုးရတည့်ရက်ကို Federal Unit ဒီမှာလိုက်ပြီးတော့ ဟိုဖွဲ့စည်းနေတဲ့လုပ်ငန်းစဉ်လည်းတွေ့ပါတယ်။မကွေးမှာဆိုလို့ရှိရင်နေတဲ့လူတွေကအဲဒါဗမာတွေပဲလည်းမဟုတ်ဘူးဒေသခံတိုင်းရင်းတပ်ဖွဲ့တွေဆိုတဲ့နေရာမှာလည်းရှူချင်းတွေလည်းပဲရှိရပါလိမ့်နော်အဲတခြားသောလူမျိုးစုတွေလည်းရှိတယ်ဆိုတော့ဒီလူမျိုးလုပ်ငန်းစဉ်ကိုစူးစမ်းတဲ့အခါမှာရှိပြီးသားတပ်ဖွဲ့ရဲ့ဘူဝါရတွေပေါ့လိမ့်နော်အဲတိုင်းရင်းတပ်ဖွဲ့တစ်ခုချင်းစီမှာလည်းသူတို့ရဲ့ဖွဲ့စည်းထားတဲ့ baseline ရဘာအတွက်တိုက်နေရဲဆိုတာမျိုးဟိုမတူညီတဲ့ဂျင်းမှန်းချက်တွေရှိကြတာမတူညီတဲ့ကျူးကျင်မှုတွေရှိကြတယ်ဆိုတော့ဒါတွေကိုလိုက်ပြီးဆွေးနွေးနိုင်မှုလို့လေတကယ်တကယ်မြေပြင်မှာရှိနေတဲ့အဲဒေသတွင်းမှာရှိနေတဲ့အဲဒီလူမျို Josué, tá? ဗမာတွေရောတခြားလူမျိုးစုတွေရောဆိုတော့ဒီလူမျိုးစုတွေရဲ့လူလားချက်နဲ့ကိုက်ညီရဲ့ကိုက်ညီရဲ့ဖွဲ့စည်းပုံတကူတော့မဟုတ်လို့ရှိရင်လည်းပဲပေါင်းစည်းမှုတခုကိုလှုပ်ဆောင်နိုင်တယ်ဆိုလို့ရှိရင်တော့တွားနေတဲ့အရေးကလည်းဒါပို့ပြီးတော့ကြစ်လက်တယ်ပို့ပြီးတော့အားကောင်းလာတဲ့အရေးတခုဖြစ်တယ်လို့တော့မြင်ပါတယ်ဒါပေမဲ့ဒီနေရာမှာတကယ်ပဲသတိထားရမှာကြတော့စုဖွဲ့ဖို့ကြိုးစားတဲ့ဖွဲ့စည်းကလည်းပဲသူတို့ရဲ့ရှိပြီးသားပုံစံတခုပေါ့လေနိုင်ငံရေးရဘာဂိမ်းကိုမလျှော့တာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအကျဉ်းလေးဆွေးနွေးဖို့မကြိုးစားဘဲနဲ့လက်ကင်ထားလို့မရတဲ့အရင်က legitimacy အားနယ်တော့လကောက် ဒါတွေနဲ့ထိုးဖောက်ဖို့ယူသားနေကြတာမျိုးကြီးလည်းရှိတယ်ပေါ့လေနော်ဆိုတော့ဒါကအဓိကပြဿနာဖြစ်စေပါလိမ့်မယ်ဆိုတော့တကယ်တကယ်ချင်းကက်မယ်ဆိုလို့ရှိရင်တော့ဒီပြင် နေထားကိုတိဖို့လိုတယ်မြေပြင်မှာရှိနေတဲ့လူလူရဲ့လူလားချက်ကိုတိဖို့လိုတယ်ပေါ့လေနော်ဆိုတော့ဒီမှာရှိပြီးသားသဆိုင်ရာဒေတာအသီးသီးမှာရှိနေတဲ့လူလူကိုကိုစားပြုနေအဖွဲ့အစည်းတွေရှိကြနေမှာဒါပေမဲ့သူတို့တကယ်ပဲအဲကိုစားပြုပြုမှုရှိမရှိကတော့ဒါသူတို့ကိုယ်တိုင်ကရှိနေတဲ့သူတို့တိဆောက်ထားတဲ့မြေပြင်ထဲမှာကျူးစားတိဆောက်ရမယ်ကိစ္စဖြစ်တယ်ပေါ့လေနော်ဆိုတော့ဒီလိုမျိုးတိုင်ရင်တက်ဖွဲ့တွေနဲ့လည်းတည်တည်ချာချာလေးနိုင်ငံရေးအရဆွေးနွေးနိုင်မှုလိုပါတယ် ဲ့လိုမျိုးမဟုတ်ဘဲနဲ့ခုလက်ရှိကင်ထားတဲ့ခုလက်ရှိစူးစမ်းနေရဲ့ဒါဒါပဲအဖြစ်ဖြစ်တယ်ဆိုတဲ့အချိန်ဒီမှာဒါကိုအဖြစ်မဟုတ်ဘူးဆိုတဲ့အမြင်တွေလည်းရှိလိမ့်မယ်ဆိုတော့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့တိတိကျကျဆွေးနွေးမှပဲတကယ်ပဲအားကောင်းမျိုးပုံဖော်တဲ့ unit တစ်ခုကိုတိစောက်နိုင်မှာဖြစ်တယ်ပေါ့လေနော်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ကတော့တကယ်တကယ်အမြင်ပြင်မှာ တမြန်တော်လည်ရေးတော်မှာဖြစ်နိုင်တဲ့အခြေအနေတွေဖြစ်ပါလိမ့်မယ်ဆိုတော့တပ်ဖွဲ့တွေအနေနဲ့တော့စူးစီးဖို့ကြိုးစားရတယ်ဆိုလို့ရှိရင်လည်းပဲတကယ်ပဲနိုင်ငံရေးရအကျေးလဲဆွေးနွေးထားဖို့လိုတယ်လို့ဆွေးနွေးတဲ့အချိန်မှာလည်းပဲကိုယ့်ရဲ့ကင်ထားတဲ့ bargain မို့လीနော်ဆိုတော့ဒီမှာနားလည်တော့ဆွေးနွေးတဲ့အခါမှာ compromise လုပ်ဖို့လိုတယ်ကိုဖြစ်စင်တာနဲ့တကယ်ရှိနေပြီးသားဟိုအဖွဲ့အစည်းရဖြစ်စင်တာကြားထဲမှာကြားချပြီးညှိနှိုင်းဆောင်ရွက်နိုင်မှုလိုတယ်ဗောလေ